ဖလပိုင်တွင်အင်အားပြင်းကလေးကြောင့်29ဦးသေဆုံးဖလာပိုင်နိုင်ငံအလဲပိုင်းမှာရစ်စတာစ်က6.9အဆင့်ရှိငလင်လှုပ်ခတ်ခဲ့တာကြောင့်တေဆုံးသူ29ယောက်ထိရှိလာပြီး140ကျော်ထရရရှိခဲ့တယ်လို့အာနာပိုင်နီကပြောကြားလာတာကိုရိုက်တာသတင်းမှဖော်ပြထားပါတယ်။ ဖလပိုင်းအလဲပိုင်းဗက်စရဒေတာစီဘူပြည်နယ်ရှိဘိုကိုကန်လွန်မှာစက်တင်ဘာ30ရက်ညစိုက်နိုင်ဝင်ချင်းကအရာပြင်းကလေးလှုပ်ခတ်ခဲ့တာဖြစ်ပြီးလျှက်စစ်တပ်အားပြတ်တောက်တာနဲ့နှစ်တရာကျော်တပ်တန်းရှိတဲ့ဖျားချောင်းပါဝင်အဆောက်အုံတွေပြိုကျပျက်စီးခဲ့တယ်လို့ဒေတာခန့်တွေရဲ့ပြောကြားချက်အရသိရပါဗျာ။ မိုးသီးထန့်စွာရွာနေပြီးလျှက်စစ်မီမရှိတာကြောင့်အကူအညီလိုအပ်နေပါတယ်။ငလင်ကြောင်ထောက်ပံ့ရေးလိုင်းတွေပြတ်စီသွားတဲ့နောက်ရေရှားပါလာတဲ့အတွက်အထူးသဖြင့်မြောက်ပိုင်းမှာအကူအညီကပိုပြီးတော့လိုအပ်နေပါတယ်လို့ဒေတာကန်နီကပြောပါတယ်။ယူကရိန်းနဲ့ရုရှားတိုက်ခိုက်မှုကြောင့်6ဦးတန်ရာရယူကရိန်းအရှေ့မြောက်ပိုင်းကိုစက်တင်ဘာ30ရက်ကရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လူ6ယောက်တန်ရာရရှိခဲ့တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ ်ရုရှားရဲ့တိုက်ခိုက်မှုကြောင့်ခါကီးမြို့မှာမိလောင်မှုဖြစ်ပွားခဲ့တယ်လို့လဲယူကရိန်းကအတည်ပြုထုတ်ပြန်ခဲ့ပါတယ်ခါကီးမြို့ကိုရုရှားကလေကြောင်းကနေပုံကျဲတိုက်ခိုက်တာကြောင့်လူ6ယောက်တရားရပြီးမိလောင်မှုအများအပြားဖြစ်ပွားခဲ့လို့မိသက်သမားတွေကညာလုံးပေါက်မိငိမ့်တက်နေရတယ်လို့ဒေတာဆိုင်ရာတာဝန်ရှိသူတွေကပြောပါတယ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့မော်စကိုကတော့မှတ်ချက်ပေးတာမျိုးမရှိသေးပါဘူး ရုရှားက2022ခုနှစ်ဖေဖော်ဝါရီလကတည်းကယူကရိန်းကိုကျူးကျော်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၃နှစ်ကျော်ကြာလာတဲ့အထိယူကရိန်းရုရှားစစ်ပွဲကမပြီးဆုံးနိုင်သေးဘဲနှစ်ဖက်အပြန်အလှန်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။